တက်ထွက်သည်ဝင်နာမီယာရှိတငယ်ချင်းဖြစ်သူဆက်ရှင်တရားသူကြီးဥပဒန်းဤသာတော်မီပါဒန်းဤတီးပါဒီခေါ်လက်ဖက်ရည်တောက်ပွဲသို့ရောက်ရှိသွားပါသည်တော်မီပါဒန်းဤတီးပါဒီမှာတော်ယုံတင့်ယုံကျင်းပသည့်အခမ်းအနားမျိုးမဟုတ်ဘဲတီးဝိုင်းနှင့်တပင်တိုင်းအကကလေးပါထဲ့သွင်းထားသည့်အပြင်မြမအကကိုကြည်လိုသောဘိုးများနှင့်လူကြီးလူကောင်းများကိုပါဖိတ်ကြားထားသည့်ဖြစ်ရာစီစီကားကားတက်တက်မြတ်မြတ်ရှိလာပါသည်ပက်ထရစ်ရောက်သားသည့်နေ့တပြိုင်နက် တော်မီဘာတန်နဲ့၎င်း၏ညီမများဖြစ်သော ရှယ်လီတိုင်နီကယ်လီတို့ကလက်လိုက်လဲလဲကြိုးဆိုကြပါတယ်ပက်ထရစ်အားဇပွဲဝိုင်းတဝိုင်းစီတို့တော်မီဘာတန်ကပို့လိုက်လေရာထိုဇပွဲဝိုင်း၌ရင်မျိုးဝင်တော့ဥဘာဘာဝင်တော့ကတော်နဲ့ဥဘာဘာ၏တဝဲခွဲတူမှခင်မမတို့လည်းရှိနေပါတယ်ဥဘာဘာမှာပက်ထရစ်၏ဖခင်မစ္စတာဖော့စတာ၏လက်အောက်၌အမှုထမ်းခဲ့ဘူးသည့်ဖြစ်ရာပက်ထရစ်ကိုကောင်းစွာသိပါတယ်ပက်ထရစ်ရဲ့ရုပ်ရည်ကတော့ဘိုင်းစကုတ်မင်းသား ဗလင်တီနိုရှိုးလောက်ပါရဲ့ဒါပေမဲ့ထိုသူအဆိုကစကားကိုရက်ထားပါဗါထိုသူစကားရက်လိုက်ရခြင်းမှာဝင်းတော့ကတော်ကစပွဲခုံအောင်မှနေဝင်းတော့ကြီးပေါင်တင်းကျော်ကိုလိန်ဆွဲလိုက်ခြင်းကြောင့်ဖြစ်ပါတယ်အန်ကေကဘာဖြစ်လို့ကျွန်တော်ကိုကဲ့ရဲ့ခြင်းရတာလဲလို့ပက်ထရစ်ကမေးလိုက်ရာဝင်းတော့ကြီးကကဲ့ရဲ့တာမဟုတ်ပါဘူးအမောင်ရမောက်ရုပ်ရည်မျိုးနဲ့ဆိုဘွယ်လေးရထားမယ်ဆိုပိုကောင်းတာဗော့ အန်ဂေတောင်ခုနှစ်တန်းအောင်ယုံနဲ့ဟိုလူမျက်နှာချိုသွေးဒီလူမျက်နှာချိုသွေးနဲ့ရင်မျိုးဝင်တော့ဖြစ်လာသေးတာပဲကျွန်တော်က IA Junior တန်းတော်ရောက်ခဲ့သေးရအန်ဂေလူအစိုးရလူများလို့ရင်အန်ဂေထက်တိုးတက်ဖို့အပုံကြီးရှိပါတယ်ထို့သို့ပက်ထရစ်ကပြောလိုက်ရာဝင်တော်ကြီးမှာအရှိုက်ကိုအထိုးခံရသည်လားငြိမ်၍ကြသွားပါတော့တယ်ထိုးချိန်မှာပင်ဝင်တော်ကတော်ကြီးလည်းစကားစကိုဖြတ်လိုက်ပြီးပက်ထရစ်နဲ့မိတ်ဆက်ပေးရအောင်မေဟောတာကမင်းအန်ဂေရဲ့တူမခင်မမားတဲ့ ခင်မမရေဟောတာကကွယ်လွန်သူ ရာဇိုးဝန်မစ္စတာဖော့စတာနဲ့မစ္စစ်မာဂရက်တိုရဲ့တူဦးသေးသောတာကြီးအော်ရတာပက်ထရီရဲ့တဲ့ထို့သောမိဆက်ပေးလိုက်ရာခင်မမသည်လည်းမိမဒံမဲ့လက်ကိုကမ်းပေးလိုက်သဖြင့်ပက်ထရစ်ကလက်ကိုပြန်၍ကမ်းပြီးလင်လက်ဆွဲနှုတ်ဆက်ကြပါရယ်ခင်ကအန်ဂယ်ဥပပါတို့ရဲ့တဝမ်းခွဲတူမဆိုပေမဲ့ဆွေမျိုးကနေတော့ဦးလေးအင်းလိုပါပဲဟောဒီတော်တော်ကလည်းအတော်ရင်းလိုပါပဲသဘောထားရပါရယ် ဒေါ်တော်ကလည်းမကြမကြပက်ထရစ်ပက်ထရစ်နဲ့အခုမိတ်ဆွေဖြစ်ရှင်နေတုံတွေ့လိုက်ရတာအယံဝမ်းသာပါတယ်။ကျွန်တော်ကလည်းမိတ်ဆွေဖြစ်ရတာဝမ်းသာပါတယ်။ပက်ထရစ်နဲ့ခင်တို့ကဘာသာချင်းမတူပေမဲ့အခုလိုမျိုးမိတ်ဆွေဖြစ်ကြတာတော့ဘဝဘဝကချဘူးတဲ့ရေဆက်อืมပနတ်ဖူးတဲ့တစ္ဆာလို့ဆိုရမှာပဲနော်။ခင်ကဘယ်ဘာသာကိုကိုးကယ်လို့လဲ။ခင်ကဗုဒ္ဓဘာသာလေ။ဩအဲ့လိုဆိုတော်ပါသေးရဲ့ဗျာ။ ကျွန်တော်ကခင်ရဲ့ဘိုးစံစံလက်ဆွဲနှုတ်ဆက်ပုံကြည့်ပြီးငါရဲ့မိษွေတစ်ဖြစ်တဲ့ခင်ကိုတော့ဓမ္မဆက်ကြာတို့မေတ္တာတုတ်တို့ခန္ဓာတုတ်တို့မောရတုတ်တို့ယရဏတုတ်တို့စတဲ့ပရိကြီးဆက်သက်တုတ်ကိုတင်ပေးရတော့မှာပဲလို့တွေးနေတာအခုတော့တော်သေးတာပေါ့ဗျာထို့သို့ပြောလိုက်ရာခင်မမမှာစကားကိုကြက်ကြက်ပြန်၍ခြေပတ်တက်သောပက်ထရစ်အားပို၍သဘောကျသွားပါတယ်ထို့နောက်တွင်ကလက်ဖက်ရည်နှင့်မုံများရောက်လာသဖြင့်တောက်တုံးကြပြီးလင် တပင်တိုင်းအကဘက်သို့လှည့်၍အားပေးကြည့်ရှုကြပါတယ် ခင်မမသည်လည်းပက်ထွက်အနီးသို့ကဲ့၍မင်းသမီးကလေးကအကာကောင်းကြောင်းလက်ကလေးများပြော့ပြောင်းကြောင်းကိုစကားမရှိစကားရှာ၍ပြောဆိုနေုံမှမကပက်ထွက်က secret တော့ရင်ဗဇက်၌တိလိုက်သည့်အခါတွင်လည်းအနီးရှိမိချစ်ကိုယူ၍မိချစ်တို့၏ပေးပါれခင်မမသည်လည်းပက်ထွက်အနီးသို့ကဲ့၍မင်းသမီးကလေးကအကာကောင်းကြောင်းလက်ကလေးများပြော့ပြောင်းကြောင်းကိုစကားမရှိစကားရှာ၍ပြောဆိုနေုံမှမကပက်ထွက်က secret တော့ရင်ဗဇက်၌တိလိုက်သည့်အခါတွင်လည်းအနီးရှိမိချစ်ကိုယူ၍ မိချစ်၍တူပေးခြင်းစသောလွန်စွာလိုက်ရောသည့်အမူအရာမျိုးကို ပြပါရယ်ဝင်းတော်ကြီးမှလည်းခင်မမကိုမကြမကြမျက်စောင်းထိုး၍နေရပါတော့တယ်၎င်းတို့၏ဇပွဲနှင့်များစွာမဝေးလောက်သောဇပွဲတွင်ကမိန်းကလေး၄ယောက်တို့သည်တပင်တိုင်းအကောက်ကိုမကြည့်ဘဲပက်ထရစ်နှင့်ခင်မမတို့ကိုကြည့်ရှုနေကြပါရယ်ဟေးကြိုင်ကြိုင်ဟူအမအခုမှတွေ့ရတဲ့သူကို secret meal တွေ့ပြီလားဘာလားနဲ့သူနဲ့နှစ်ပေါင်း20လောက်ကညားထားတဲ့လင်ကြအနေရပဲ။ ထို့သောမိန်းမငယ်တူကပြောလိုက်ရင်ကြိုင်ကြိုင်ဆိုသောမိန်းကလေးက"အိုးနုနုကလေဒီကောင်မကိုမသိဘူးလားဒီကောင်မကခင်မမာတဲ့သူ့အဖေနဲ့အမေကမစားရမတော့ရဆူထားတဲ့ငွေကိုအမွေရလိုက်တာလေသူ့အမေနဲ့အဖေကတနစ်ထဲမှာပဲနှစ်ယောက်လုံးဆုံးသွားတာဆိုတော့အမွေရင်းနဲ့တထေးမှဖြစ်လာပြီးကန်ထရိုက်တာလူလူကုမ္ပဏီပိုင်ရှင်လူလူဂိုင်မျိုးဖမ်းပြီးနေတော့တာပဲယောက်ျားတွေနဲ့တွဲလိုက်တာလေဟောတရဟောတရပဲ तू ကယောက်ျားမယူဘူးလား မေဒီလိုကောင်မမျိုးကယောက်ျားယူပါမလားယောက်ျားယူလိုက်ရင်အခုလိုလွတ်လွတ်လပ်လပ်ဘလို့လုပ်ပြီးနေလို့ရတော့မှာလဲအခုတော့အပြူဆိုတဲ့ဂုံကလည်းရှိသေးထို့သောပြောလိုက်ရာနုနုဆိုသောမင်းကလေးကကြံကြံရတော့ပြောလိုက်ရင် ပြပြနဲ့နဲ့ပါပဲဒီကောင်မမျိုးကတော့ပြပြနဲ့နဲ့ပြောရမယ်ဟေဒီကောင်မကတူရွယ်သားရွယ်ယောက်ျားမျိုးလေးတွေဆိုရင်လေ तू ကပစ္စည်းနဲ့ဖျားယောင်းပြီးလင်လို့တော့တာပဲအခုလဲဟူချိုးချိုးကောင်လေးကိုငါသိပါတယ်ဗါရဲ့ ရာဇဝဝန်တော်ကြီးရဲ့သားပက်ထရစ်ကလေးပါဒီကလေးကတော့ဒုက္ခပါပဲဘာဒုက္ခလဲကြံကြံရဲ့ဒီကောင်မကောင်လေးတွေကိုသွားရစေဘူးလို့သဘောထားတာညှစ်လို့ရသမျှညှစ်ပြီးညှစ်လို့မထွက်တော့တဲ့အခါကျရင်ဘူးကုန်လို့လွတ်ပစ်လိုက်တာပဲသူနဲ့တွဲဘူးတဲ့ကောင်လေးတွေသူနဲ့ခွာလိုက်တာနဲ့ပိန်လိန်ပြီးလူ ồ လူရာရုပ်ပေါက်သွားတော့တာပဲထို့သို့ပြောလိုက်ရာကြံတော်သူများကဝါကနေဝိုင်းဝန်း၍ရေမောကြပါတယ် ဒီလိုဆိုလဲကြံကြံရဲ့ဖက်ထရစ်ဆိုတဲ့ကောင်လေးနဲ့သိရင်သတိပေးလိုက်ပါဦးကောင်လေးခမရတွားရစီဘူးလေးဖြစ်သွားပါဦးမယ်အိုးသရဝါတစ်ခုကံတစ်ခုပေါ့နုနုရဲ့သူကတွားရစီဘူးဖြစ်ဖို့ကံပါလာရင်ဘလို့မှကဲလို့မရဘူးအေးတနေ့တနိုင်မော်လမြန်မြို့အစွန်ပိုင်းလမူတန်းဟူသောရက်ွက်ရှိပြင်တော်အင်္ဂလိပ်တိုင်၌မိမကြီးတူသည်ပဒီးစိတ်နေရင်၎င်း၏တာသမီများကိုစူပူချိန်မောင်းနေပါသည် သားသမီးများဟုဆိုရ၌သားသမီး၃ယောက်ရှိပါတယ်။အသက်30ခန့်ရှိ မောင်မင်းမောင်ဆိုသောသားတစ်ယောက်အသက်20ခန့်ရှိညရှင်ဆိုသောသမီးကလေးတစ်ယောက်နှင့်ညကျင်ဟုသော အသက်18နှစ်အရွယ်သမီးကလေးတစ်ယောက်ရှိပါတယ်။ထိုသားသမီး၃ယောက်နှင့်သမီးအလက်ဖြစ်သူညရှင်မှာဇက်တပင်ကိုဝါသနာပါလွန်းသဖြင့်ညမကြမီရဲ့အတွင်းကပင် မော်လမြိုင်မြို့သို့လာရောက်ကပြသောစိန်ပတိကလေးဇက်အဖွဲအပြန်၌မိဘများကိုအတိမပေးဘဲတိတ်တဆိတ်လိုက်ပါသွားခဲ့ပါသည် ထိုတော်ကြီးအမည်မှာဒေါ်လာယင်ဟူ၍ဖြစ်ပါတယ်။ဒေါ်လာယင်ခင်မွန်းဖြစ်သူဥလူကလေးဆိုသူမှလည်းတရားရုံး၌ရှေ့ဘက်စည်းရေးအလုပ်ကိုလုပ်ကင်သူ ဖြစ်တော်လဲအတုံးဆွဲကြီးသူဖြစ်သောကြောင့်၎င်းရှာဝေသောငွေမှာ၎င်းကိုယ်တိုင်တုံးဆွဲ၍မလောက်အောင်ပင်ရှိပါတယ်။ထိုအခါတားကြီးဖြစ်သူ မောင်မင်းမောင်ကအသက်20အရွယ်ကပင်ပွဲရုံများ၌အလုပ်ဝင်လောက်ကတအိမ်တောင်လုံးကိုရှာဖွေကျွေးမွေးရပါတယ်။ မင်းမောင်သည်ပင်ကိုကပင်ညံကောင်းသူဖြစ်သောကြောင့်ကျောင်းနေစဉ်ကပင်တနေ့တရံအောင်ခဲ့၍၁၀ရန်းကိုနှစ်ချင်းပေါက်အောင်ခဲ့တော်လဲဖခင်ကိုစားအိမ်တော်တော်ဝင်ကိုထမ်းဆောင်ပေးနေရသဖြင့်ပညာဆက်လက်စီးပူးခွင့်မရရှာပေဥလူကလေးမှလည်းမြင်းဝါဒနာပွားသူဖြစ်သဖြင့်တပတ်တစ်ခါဆိုသလိုရန်ကုန်သို့တက်ကမြင်းလောင်းချင်းများကိုပြုလုပ်ပါれမြင်းပွဲနိုင်လာသည့်အခါများ၌၎င်း၏မိမဒေါ်လာရင်အားမျက်နှာလှုပ်လှုပ်သောကြောင့်လုံကြီးအင်းကြီးစားကလေးများဝဲလာတတ်တော်လဲဒေါ်လာရင်က လောင်းကစားလုပ်လို့ရတဲ့ပတ်စံနဲ့ဝယ်ပေးတာမလိုချင်ဘူးလို့ဆိုကအင်သာသွင်းလို့ပြစ်ချသဖြင့်ဥလူကလေးမှလည်းဝယ်မပေးဝန်ပဲရှိပါတယ်။တာသမီများကိုလည်းဒေါ်လာရင်ကနင်တို့အဖေမြင်းလောင်းလို့ရတဲ့ပတ်စံနဲ့ဝယ်ပေးတဲ့ပစ္စည်းကိုမယူရဘူးလို့အမိန့်ထုတ်ထားသဖြင့်တာသမီများမှဖခင်ကဝယ်ပေးတော်လဲမယူဝန်ပဲရှိကြပါတယ်။ဥလူကလေးမှလည်းတာသမီများကိုပေးစရာရှိရင်ခိုး၍ပေးရတဲ့ကဲ့သို့တာသမီများထံမှအထူးသဖြင့်တာကြီးမင်းမောင်ထံမှတောင်းဆိုလိုရင်လည်းခိုး၍တောင်းဆိုရပါတယ်။ လမူတန်းရက်ွက်တင်း၌ဥလူကလေး၂ယောက်ရှိရာတယောက်သောဥလူကလေးမှာ လွန်စွာစကားပြောဘူးကြသူဖြစ်သည်ဖြင့်ဘူးလူကလေးဟု ခေါ်ဝေါ်ကြပြီးမင်းမောင်တို့၏ဖခင်ဥလူကလေးကိုမူမြင်းလူကလေးဟု၍ခေါ်ကြပါသည်ဥလူကလေး၏အိမ်ကိုလည်းမြင်းလူကလေးအိမ်ဟုပင် ခေါ်ဝေါ်ကြပါသည်မင်းမောင်သည်မိခင်ဖြစ်သူဒေါ်လိုက်ရင်အကြောင်းမဲ့စူဘူးချိန်မောင်းချင်းကိုခံရပြီးနောက်အိမ်ရှိရှိ စပယ်ပင်အနီးမှာပလက်ကလထိုင်လေးချလျက်၎င်း၏ဟွန်းတော်လေးကိုထုတ်၍ထိုးနေပါသည် လူကြီးတိတ်ဆပြုတ်ပြီးဖြစ်သောကြောင့်ညအချိန်လဲဖြစ်ပြန်ရာ လာမင်းကြီးကလည်းထထိန်သာလျက်ရှိပါတယ်။မင်းမောင်ဤငိန်ချောင်းသောတရောတန်ကလည်းကောင်းပြန်ရာကြားရသူအပေါင်းတို့သည် အလွမ်းတက်ကန်ရှိသူဖြစ်ပါက အော်ကြီးဟစ်ကျဲမငိုမိသည့်တိုင်အောင်ကြဲ့၍ရှက်မိမှမလွဲပင်ဖြစ်ပါတယ်။ထိုချိန်မှာဘုံပြက်မင်းလဲတစည်းသည်လဲမင်းမောင်တို့အိမ်ရှိသူရောက်လာပြီးလင်မိမတမှုစင်းရလာပါတယ်။မမຫນွယ်ကြီးလို့អော်ကညချင်းကအိမ်ပေါ်ကဆင်းလာပြီးလင် ထိုမိမကိုအိမ်စီသို့ခေါ်လာခဲ့ပါတယ်။ထိုမိမကမော်ရမြိုင်သူညာနှင်းတွေဖြစ်ပေရာညာနှင်းတွေသည်လည်းအိမ်ပေါ်သို့မတက်မီမင်းမောင်အနီး၌ခိတရက်ပြီးလင်စက်ကူထုပ်လေးတစ်ထုပ်ကိုမင်းမောင်အားပေးရင်းဟဲ့မင်းမောင်ရိုးကုန်ပြီရောက်တော့မာဖလာလေးရှုကစ်ထဲမှာပြထားတာတွေ့လို့အဲ့ဒါနင့်ကိုသတိရနဲ့ဝေလာခဲ့တာညညမှာနင်တရောထိုးရမဟုတ်လားအဲ့ဒီမာဖလာလေးကိုလေဘင်းမှာပတ်ပြီးထိုးရင် လေဘင်းလီမတိုက်တော့ဘူးလေအဲ့တော့အေးအေးသက်သာတော့ပေါ့ဟဲ့ ထို့သောဆိုကမြကျင်နေအတူအိမ်ပေါ်တို့တက်၍သွားပါတယ်။မင်းမောင်ဒီလဲစက်ကူအိတ်တွင်မှမာဖလာလေးကိုထုတ်၍ကြည့်လိုက်ရာနက်ပြာရောင်ပေါ်တွင်တာလီကမျက်လုံးရွယ်အဖြူပြောက်ကလေးများပါသည့်ပိုးမာဖလာလေးဖြစ်ကြောင်းတွေ့ရပါတယ်။မာဖလာလေးကိုရင်ဘတ်ပေါ်တွင်အစနှစကို ချလျက်ဂုတ်ပေါ်၌တင်လိုက်ပြီးနောက်တရောမထိုးသေးပဲစဉ်းစားနေမိပါတယ်။อืมชูกิเทมมาปะท่าได้มาฟลาเลวကိုမြင်ရတဲ့အခါမှာငါ့ကိုသတိရတယ်ဆိုပဲ မိန်းမတယောက်ဟာယောက်ျားတယောက်ကိုတရိယာရယ်ဆိုတာရိုးရိုးတော့မဖြစ်နိုင်ဒီမာဖလာလေးကိုပေးလိုက်တာကမင်းမောင်နင့်ကိုငါချစ်တယ်လို့ပြောပြီးပေးလိုက်တာများလားမင်းကလေးဆိုတော့လေပြောရခက်နေရှာမှနဲ့တူပါရဲ့လို့မင်းမောင်ကတွေးကြည့်မိရမှအစမင်းမောင်ဒီလေညာနင်းတွင်နဲ့အတူစိတ်ကူးထဲတွင်ချစ်ကြိုက်မိသွားပါတယ်ထို့သောချစ်ကြိုက်သွားပြီးလင်စိတ်ကူးထဲ၌ပင်မင်္ဂလာဆောင်လိုက်ပါတယ်ထို့နောက်စိတ်ကူးထဲ၌ပင်ညာနင်းတွင်ကိုဝင်ရလာပါတယ် ထို့နောက်ဗိုက်ကြီးတကားကားဖြစ်နေသောမြန်နှင်းတွေကဒူးရင်သည်စားကျင်တယ်လို့ဆို၍မင်းမောင်ကဒူးရင်သည်ခွဲရပြန်ပါတယ်။ထို့နောက်တွင်ကစိတ်ကူးထဲ၌ပင် ကလေးသည်လည်းတဖြည်းဖြည်းကြီး၍လာပြီးလင်ចောင်းသို့ပို့ရပြန်ပါတယ်။ထို့နောက်ကလေးမှာယောက်ျားလေးဖြစ်သဖြင့်ကလေးကိုရှင်ပြုပေးရပြန်ပါတယ်။ကလေးရှင်ပြုစဉ်အခါ၌မြန်နှင်းတွေက ရှင်လောင်းအမေဖြစ်နှင့်မင်းမောင်က ရှင်လောင်းအဖေဖြစ်ရှင်လောင်းကိုဆန်ချသည့်အခါ၌တိတ်ဖြူကိုတယောက်တစ်ဖက်စီကင်လက်ဆန်ချသည့်သပင်များကိုခံယူနေကြပါတယ်။ ထို့နောက်ညာနှင်းတွေကမောင်ရဲ့တသားကိုရှင်ပြူပြီးမောင်မှာပဇင်းတက်လိုက်ပါလားလို့ပြောလိုက်ရာမင်းမောင်ကပဇင်းတော်တက်ချင်ပါရဲ့နှွေရဲ့မောင်ကနှွေနဲ့ခွဲပြီးမအိပ်ချင်ဘူးလို့ပြောလိုက်ရာညာနှင်းတွေကဒါကတော့မောင်ကပိုလွန်းပါလေညာကြတော့လေနှွေအနားမှာအိပ်တာမှမဟုတ်ပဲခြံထဲသွားပြီးတရောထိုးနေတာပဲမဟုတ်လားလို့ပြန်၍ပြောလိုက်ပါတယ်မင်းမောင်ဒီလေစိတ်ကူးတဲ့တွင်ညာနင်းတွင်နှင့်ချစ်ကြယုံများမကညာနင်းတွင်နှင့်အိမ်တော်ကြကား ကလေးကိုပင်ရှင်ပြုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ထိုချိန်၌အိမ်ပေါ်တက်မှဝါကနေရေတံကြားလိုက်ရသဖြင့်မင်းမောင်ဤစိတ်ကူးအတွင်းမှရှင်ပြုတ်လူမင်္ဂလာကြီးမှာဖြုတ်ကနေလမ်းဖြဲ၍ပျောက်ရှင်းမလပျောက်ွယ်သွားရပါတယ်။ညနေနယ်လဲအိမ်ပေါ်သို့ရောက်လင်ဒေါ်လာရင်အတွက်တရက်ထဲလုံးကြီးညကျင်အတွက်အင်ဂျီစားနဲ့ရေကန်တရုတ်မျက်နှာရှိထုတ်ဥလူကလေးတဲ့စေးတန်တောက်စေးဘူးစသည်တို့ကိုလက်ဆောင်ပေးရာဒေါ်လာရင်ကငါတူမကြီးကတော့စေတနာလည်းကောင်း ပစ္စည်းကလည်းရှိဆိုတော့အခုလိုပေးလိုက်ကျွေးလိုက်လှူလိုက်နဲ့ဒေါ်တော်ဖြင့်ကျေးဇူးတွေဘလို့ဆက်အမှန်တော့မသိတော့ပါဘူးလို့ပြောလိုက်ပါတယ်။ဒေါ်တော်ရဲ့နွေရဒစိမ့်မှမဟုတ်ပဲမင်းမောင်နဲ့လည်းငငယ်ကလေးကနော်မန်เจ้าမှာကျောင်းနေပဲပဲလေပြီးတော့ဦးလေးဦးလူကလေးဆိုတာလည်းဖဖေရဲ့လက်ဆွဲတော်ကြီးပဲမဟုတ်လားညာနှင်းွယ်လည်းလက်ဆောင်များကိုပေးပြီးသည့်အခါ၌ပြန်မီပြုတ်သည့်ဖြစ်ရာတွင်မင်းမောင်နှင့်မြကျင်တို့ကငင်းလဲစီတို့လိုက်၍ပို့ကြပါသည် လိုက်အောင်အောက်တွင်မာဖလာပြောက်ကလေးကိုလည်းလေပင်း၌ပက်လျက်နှစ်ဖူးပေါ်သို့သပင်ကလေးများခက်ဝန်းဝန်းကျနေသောအသားအဝါ၏အရံမောင်းကောင်းပြီးယောက်ျားပီသားလာသည့်မင်းမောင်ကိုကြည့်ကားညာနှင်းတွေကမင်းမောင်ရဲ့နင်ဘာဖြစ်လို့တရုတ်ပွဲရုံမှာအလွတ်လုံနေတာလဲဘိုက်စကုတ်ထဲဝင်ပါလားနင်းကိုင်းနေဆိုရင်အခုနာမည်ကြီးနေတဲ့မင်းသားရဲ့တော့ထမင်းကကုန်မယ်ဒါနဲ့နေပါဦးနွယ်မင်းကကလားဝင်းလုံကြီးမော်လမြိုင်လာလို့ငါနဲ့တွေ့တယ် ဖဖီနဲ့ပတ်သက်ပြီးအဲ့ဒီဝင်းလုံကြီးကခင်းနေတာကြားပါပြီ။ "तू ကပြောတယ်နင်ကအင်းစိန်ဘက်မှာတိုက်တလုံးကိုဝေလိုက်တယ်ဆိုလားပဲ။အေးဟုတ်တယ်။ငွေချေပြီးပါပြီ။ဒါမဲ့အရင်အိမ်ရှင်ကမပြောင်းသေးဘူး။သူတို့ပြောင်းမှပဲအဲ့တိုက်ကြီးကိုပြင်ပြီးစေးတွေဘာတွေတုပ်ရအောင်မယ်။ဒီမော်လမြန်မှာတိုက်ရှိတာနဲ့ဘာဖြစ်လို့တိုက်ထက်ပြီးဝဲတာလဲ။ရန်ကုန်ကပွဲရုံအမြဲသွားနေရတာဆိုတော့ရန်ကုန်မှာတလက်မော်လမြန်မှာတလက်နေမယ်စိတ်ကူးတာပါပဲ။ နေတယောက်တည်းဘလို့လုပ်ပြီးရန်ကုန်မှာတက်ကြီးတစ်လုံးနဲ့နေမှာလေတယောက်တည်းမဟုတ်ဘူးလေအတောင်းလေးပါမှာပေါ့ຫນွေရေနေကနင့်အတောင်းကိုတအားအားကိုတာပဲအတောင်းကယောက်ျားမဟုတ်မိန်းမမဟုတ်ကြီးကိုအရေးချောင်းဆိုရင်နင့်ဘလို့လုပ်မလဲအားကူလောက်တဲ့ယောက်ျားပြပြတသာတယောက်တော့ရောက်လာမှာပေါ့ဟဲထို့သို့ပြောပြီးရီမောကဘုံပြက်ပေါ်သို့တက်ပြီးနှုတ်ဆက်၍ထွက်ခွာသွားပါတော့တယ် ုံပြက်ကလေးလဲလာရောင်အောက်တွင်ဝေးရဝေးရပျောက်ွယ်သွားသည့်အထိမင်းမောင်တို့မောင်နှမကငေး၍ရက်ကြည့်နေမိပါတယ်။မင်းမောင်သည်လဲထုံညကတညာလုံးတရောထိုး၍နေပါတယ်။ချမ်းအေးလာတော့လဲညာနင်းွယ်ဤမာဖလာလေးကြောင့်အနှွေးတက်ရရှိလျက်ဖြစ်ပါတယ်။မာဖလာမာဖလာလေးခြုံ၍နှွေးထွေးသည်ကိုပင်ညာနင်းွယ်ကိုယ်တိုင်လာ၍ဖတ်သားသည်ဟုစိတ်ထဲ၌အောင်းမိနေမိပါတယ်။မင်းမောင်သည်လဲလှရောင်အောက်တွင်လှခြင်းတိုင်းလှ၍နေသောမြာနင်းတွင်အားမင်းမရအောင်ရှိနေပါတော့တယ်။ အားကိုးလောက်တဲ့ယောက်ျားပီပီတတတယောက်တော့ရောက်လာမှာပေါ့တဲ့ထိုစကားသည်မင်းမောင်ဤရင်ထဲတွင်ဘောင်ပင်ခက်လျက်ရှိပါတော့တယ်တနေ့တစ်နေ့မော်လမြိုင်မြို့အရေးပိုင်လမ်းရှိလွန်စွာကျေပြန်သောခြံကြီးအတွင်တွင်နှစ်ထပ်အိမ်ကျုံမဲမဲခန့်ခန့်ကြီးဤမိဘကြောင့်အတွင်း၌အသက်35နှစ်အရွယ်ခန့်ရှိယောက်ျားကြီးတယောက်သည်ရှိန်ကြီးကိုလက်မောင်းအင်းထိလိမ့်၍တင်ထားပါတယ်မကြီးစီကွက်လုံးကြီးကိုလည်းယောက်ျားများပစိုးဝတ်ထားတဲ့ကဲ့သို့ ချက်အောက်တရေ၌ခြီနှောင်ထားခြင်းလည်းမဟုတ်မိမများထမိန်ဝတ်တကဲ့သို့ခါတွင်ပဲ့၍နဘေး၌အစတက်ထားသည်လည်းမဟုတ်ထမိန်ဝတ်သည့်ပုံစံနှင့်ပစိုးဝတ်သည့်ပုံစံကြားပင်ပုံမကျပန်းမကျဝေး၍ထားပါသည်စပင်ကိုလည်းနောက်တွဲထုံး၍ထားပါသည်ညနာ၌လည်းတနခါများဖုံ၍နေအောင်လိမ့်ကြံထားပါသည်ထိုယောက်ျားကြီးဝတ်စားစင်ရင်ပေါ်ကိုကြည့်ရှုုံဖြင့်မိမရှာကြီးဖြစ်ကြောင်းသိသာနိုင်ပါသည်ထိုမိမရှာကြီးအမိမှာကိုတောင်းဖြစ်တော်လဲ မိမရှာဖြစ်ခြင်းကြောင့်အတောင်းဟူ၍ပင်ခေါ်ကြပါသည်။၎င်းမိမရှာအတောင်းသည်ညာနှင်းွယ်မိခင်၏မောင်ဖြစ်သောကြောင့်ညာနှင်းွယ်ဦးလေးဖြစ်တော်လဲမိမရှာဖြစ်နေသည့်အတွက်ညာနှင်းွယ်၏အတော်ဟုခေါ်ဆိုလင်လဲဆိုနိုင်ပါသည်။မိမရှာအတောင်းသည်လဲကျွေးပကံကြီးများကိုအဝေးဖြင့်တုံရင်းအနီးရှိမိမတို့ဦးနှင့်စကားပြော၍နေပါသည်။ပွေးကတော်ကြီးကတော့နှွဲ့အတွက်စိန်ပြီးလာပြတာတော့ဟုတ်ပါရဲ့။အင်ရဟာမအခုတလောစိန်ယူစိတ်ဝင်စားဘူးပွေးကတော်ကြီးရဲ့ နွေရအခုတလောစိန်ုံစိတ်ဝင်စားဦးဆိုရင်နီလာကျိုးတကုံရှိပါသေးတယ်။လာပြီးပြအောင်မင်းနီလာလည်းမဟုတ်ဘူးပွဲကတော်ကြီးရဲ့နီလာမကြိုက်ရင်ဗရံများလက်ကောက်လေးပြအောင်ပါပေါ့ဗရံများလည်းမဟုတ်ဘူးနီလာလည်းမဟုတ်ဘူးပွဲကတော်ကြီးရဲ့အိမ်ရကောင်မကအခုတလောစိတ်ဝင်စားနေတာကပက်ထရစ်တဲ့ပက်ထရစ်သူ့မှာရန်ကုန်ကပြန်ရောက်ကလေးကပြောလိုက်တဲ့ပက်ထရစ်အကြောင်းနားကိုပူးနေရပါပဲ ထို့သောမိမရှာအတောင်းကပြောလိုက်ရာပွဲကတော်ကြီးကလည်းပက်ထရစ်ဆိုသည်မှာပြင်သစ်ကကာရက်ရွှေဖြင့်လှုပ်ထားသောပဲရစ်လက်ဝဲယတနာတစ်မျိုးဟုထင်မှတ်၍ပက်ထရစ်ကတော့အပြင်ပန်းတော်လှပါရဲ့အစ်စ်မဟုတ်တော့အရှိသဖြင့်ဘလို့သုံးမလဲထိုအခါ၌မိမရှာအတောင်းသည်လည်းရန်ကုန်မှပက်ထရစ်ဆိုသူ၏အကြောင်းကိုပွဲကတော်ကြီးကအတွင်းကြကြတည်ထားသည်ဟုထင်မှတ်ပြီးရာအတောင်းကြီးစိတ်၌ပွဲကတော်ကြီးသည်ရန်ကုန်သို့လည်းမကြာခဏသွားရခုကဲ့သို့ပင်တထေးအိမ်များ မင်းကတော်ဆိုးကတော်အိမ်များသို့ဝင်ထွက်၍ရတနာပစ္စည်းများပြသ၍ရောင်းချနေသည်ဖြစ်ရာပက်ထရစ်ဆိုသောသူ၏အကြောင်းကိုသိနေခြင်းဖြစ်တန်ရသည်ဟုတွေးမိပါတယ်ပက်ထရစ်ကအစ်စ်မဟုတ်ဘူးလားဘယ်ရသာအစ်စ်ဖြစ်ရမှာလဲအတောင်းရင်ခဏပဲတာယာမှုရတာပါဒါပေမဲ့အစ်စ်လိုတော့ဘယ်ကလာတန်ဖိုးရှိရမှာလဲထို့သောဘွဲကတော်ကြီးကလည်းပြန်၍ပြောဆိုရာမိမရှာအတောင်းဤစိတ်၌ပက်ထရစ်ဆိုသည့်သူမှာညာနှင်းတွင်မျက်စိကျလာသောယောက်ျားဖြစ်ပါလျက် ယခုအခါပွဲကတော်ကြီးကအစ်စ်မဟုတ်ဘူးဟုအခိုင်မာပြောဆိုနေပုံထောက်ရင်ဖတ်ထွေသည်လည်းယောက်ျားအစ်စ်မဟုတ်ပဲယောက်ျားစိတ်ပေါက်နေသောမိန်းမတစ်ယောက်တနည်းဆိုရပါမူယောက်ျားတစ်ယောက်သာလင် ဖြစ်ရမည်ဟုထင်မှတ်လိုက်ပါတယ်။အိုးဒီကောင်မကဒီအတုကိုဒီလောက်ဆွဲလန်းနေတာကို။ "तू ကလည်းအတုလို့သာဆိုရရဲ့တချို့နေရာမှာအစ်စ်နဲ့ခွဲလို့မရဘူး။တော်ပါနားရှက်ပါတယ်။ तू ပဲဂဂနနသိရပြောပြီ။ ဟုတ်ပါတယ်ရှက်စရာကောင်းပါတယ်အနှဲ့ဟူတာနားချပေးပါယူမဲယူလေအစ်စ်ကိုယူပါလို့ဟောဟိုမှာလာပြီလာပြီငရေပန်းကိုရွှေပန်းထင်နေတဲ့ကောင်မဟဲ့မိမယ်လာစမ်းပါအောင်အတော့ကလည်းလာမှာပေါ့အင်ဂျီလေးလဲပြစီဦးထို့တို့ပြောကအတော့ကစိတ်ဆိုးလျက်နောက်မှလည်းလာစုလာစမ်းပါဒီမှာအရေးကြီးရဲ့ကဲအချိန်မီတိရပြီလို့ပေါ့ နို့မို့ဆိုရင်မခက်ပါလားကြော်မကောင်းကြားမကောင်းဘာလဲအတောင်းရေဘာရီဖြစ်ကုန်လို့လဲဘာဖြစ်ရမှာလဲညီပါးဆက်ကတထက်တည်းထင်နေတဲ့ပက်ထရစ်လေအခုကျကြားလုံးမှကောင်းကြသေးရဲ့လားဟင်ပက်ထရစ်ကဘာဖြစ်လို့လဲအတောင်းဘယ်ကသတင်းကြားလာလဲပက်ထရစ်ဘာဖြစ်လဲပက်ထရစ်ကအစ်စ်မဟုတ်ဘူးအတုဟေးအတုဟင်အတုဘလို့အတုလဲအတောင်းရဲ့ဟော်ရီမှာပွဲတော်ကြီးကပြောတာ အစ်မဟုတ်ဘူးတဲ့နွယ်တော့ဘာမှနားမလဲဘူးပက်ထရစ်ဟာပက်ထရစ်ပေါ့ဘယ်လိုအတူဖြစ်ရမှာလဲအတောင်းရဲ့ကဲပွဲကြော်ကြီးပြောပြလိုက်စမ်းပါတော်ရလဲပါဇက်ကိုတော့ခတ်ထားတာကြားနေရပဲဒါတော့ဘာပြောစရာရှိလို့လဲအတောင်းရဲ့အတူမှန်းနွယ်လဲတည်ပြီးသားပဲဥစ္စာဒီလောက်အရဲနားရဲမိန်းကလေးမှမဟုတ်ပဲပက်ထရစ်ဟာအတူအဲ့ဒါနွယ်ကတည်ပြီးသားပဲဟုတ်လားပွဲကြော်ကြီးနွယ်တော့ယူတော်ယူကျင်လာပါပြီ ေးရှင်းပြီလားနွေလေလုံးနဲ့ဘင်းချီးတဲ့မယ်တဲ့အခုအချိန်မီတိရလို့တော်သေးတာပေါ့နှုတ်မို့ဆိုရင်မိမချင်းမင်္ဂလာဆောင်နေရအောင်မေအိုးပက်ထရစ်ကယောက်ျားအစ်စ်မဟုတ်ဘူးလားမိမကယောက်ျားရောင်ဆောင်သားရဲ့ရောက်ကရှာလို့ပြောတာလားအေးဟုတ်တယ်နင်ပက်ထရစ်ကယောက်ျားမဟုတ်ဘူးမိမမိမငါတော့မိမစစ်စစ်ဖြစ်ပါလေယောက်ျားစိတ်ပေါက်နေတဲ့မိမကြီးတွေအားကြီးညွန်နေမုံလဲမုံနေ အတောင်းရဲ့မိမနဲ့ယောက်ျားမြင်လာနဲ့တန်းသိပါရဲ့ကဲနှွေပြောမင်းအတောင်းဟာမိမလို့ဘလောက်ပဲပြင်ပြင်ဘလောက်ပဲဝို့မိမမဟုတ်ဘူးယောက်ျားယောက်ျားပဲမဟုတ်လားမြင်လာနဲ့မိမအစ်စ်မဟုတ်ဘူးဆိုတာလူတိုင်းသိပါရဲ့ထို့သူညာနှင်းတွေကပြောလိုက်ရာအတောင်းဒီလဲ၎င်းအားမိမရှာဘူးပြောလိုက်ခြင်းအတွက်စိတ်ဆိုးသောသဖြင့်စိုးပွားလိတ်တူကိုစိတ်လိတ်ခွက်အတွင်းမှထိုးချိန်လိုက်ရင်ပိန်းနေပင်ကိုဆွဲမထင်နဲ့ညီးကောင်ရောက်ခရှာဖြစ်တာနဲ့ပဲငါ့ကိုဆွဲမထင်နဲ့မိမရှာဆိုတာက ညီးတိထားဖို့ကတော့ဖះဟောမောင်မင်စကားဇက်တော်ထဲမှာပါတယ်ရှေးရလည်းရှိရအခုလည်းရှိရနောက်ကိုလည်းရှိအောင်ပါပဲအေးရောက်ကြစာဆိုတော့ဖះဟောထဲမှာလည်းမပါဘူးတက်တက်ထွင်ပြီးလှုပ်တာထွီးငါတော့ယူပါရဲ့မိမမဟုတ်ယောက်ျားမဟုတ်နဲ့နီစမ်းမအောင်ပွဲကတော်ကြီးကပက်ထရစ်ကိုယောက်ျားအစ်စ်မဟုတ်ဘူးလို့ဘလို့လုပ်ပြီးပြောနိုင်တာလေအမလီတော်ဖုံးကြီးအမှုရွာဘက်ဆိုတာမျိုးမလုပ်ပါနဲ့ငါပြောတဲ့စကားမှမိမ့်မရှာလဲမပါဘူး ရောက်ကြရလဲမပေါဘူးဖះပီပီကြမ်းပီပီပါတော့ရှင်စကားကိုဘလောင်းပလင်းမလုံးနဲ့ရှင်ပဲစိုးစိုးတော့ကပက်ထရစ်ကအစ်မဟုတ်ဘူးဆိုအခုမှဘာမပြောဘူးလေကျုပ်တို့တူကြီးကြားမှာလာပြီးရံမတိုက်ပါနဲ့ရှင်ပြောတယ်ပက်ထရစ်ဆိုတာကဘာလဲအောင်မေရှင်ကမုံလာဦးလုံးမယ်မကြမ်းနဲ့နော်ပက်ထရစ်ဆိုတာမိနယ်ဝယ်ခဲ့တဲ့ရန်ကုန်ကတိုက်ပိုင်ရှင်ရဲ့သားဘူကာပြားမိနယ်စိတ်ဝင်စားနေရဲ့ဘူကာပြားရှင်ဘာပြောမလဲ ရှင်းတူမှကြိုက်တဲ့ဘိုးကားပြားလဲကြုံမသိဘူး။ကလားကားပြားလဲကြုံမသိဘူး။ကြုတ်ပြောတာကပြင်သစ်ကကကရက်ရွှေနဲ့လှုပ်ထားတဲ့ပဲရစ်လက်ဝတ်လက်စားကိုပြောတာ။ပလက်ထရစ်ဆိုတာအဲ့ဒီပြင်သစ်ရွှေနဲ့လှုပ်ထားတဲ့လက်ဝတ်လက်စားအောက်မေ့လို့အစ်စ်မဟုတ်ဘူးလို့ပြောတာ။ရှင်းရရှင်းမင်းမရှာဖြစ်တိုင်းအတုဆိုတာနဲ့ရောက်ကရှာမင်းမရှာလို့ကိုယ့်အကူထင်ရထင်ပြီးပြောချင်ရပြီးပြောနေတာကိုသင်္ကာရှင်းဖို့လာတာမဟုတ်ဘူးစင်ရောက်ဖို့လာတဲ့မင်းမထို့သောဆိုကပွဲကြော်ကြီးလဲ ူ၏တည်၍လက်ဆွဲအိတ်ကိုဆွဲ၍စိတ်ဆိုးမှန်ဆိုးဖြင့်ထသွားပါတော့တယ်။ရှင်တို့လိုစိန်ပွဲစားရင်ရောကြောက်ပွဲစားရင်ရောဟာရီပဲအိမ်ပေါက်စီလျှောက်ဝင်းဟိုစကားဒီဖို့ဒီစကားဟိုဖို့နဲ့ရှုပ်ရှုပ်ရှက်ရှက်ရှင်ကစိန်ရောင်းနေဆိုတာနဲ့ကျုပ်ကရှင့်ကိုထင်ကြီးရမှာလားစိန်ရောင်းရအောင်ရှင့်မှာစိန်ဗနပိတ်တာရှိပြီလေမရောမဖြစ်လို့ဝမ်းနာခေါင်းကိုက်ဖြစ်နေတဲ့လူစီကစိန်ငကက်အဆုပ်လုတ်လေးတွေယူလာစိန်ပြီးအနာစာလေးတွေယူလာရွာတကာထီးတလက်နဲ့လှည့်နေတဲ့ထီးပြူဖနပါ ပွဲစားပါမွားကိုဂယူးဆက်ရမှာလားပွဲစားဟာပွဲစားပေါ့စိန်ကုန်သေးလုတ်ကျင်သေးထို့သောမင်းမရှာအောင်ကရန်တွေးလိုက်ရာပွဲတော်ကြီးမှလည်းတစုံတရာပြန်လဲပြောဆိုနိုင်ခြင်းမပြုဘဲအယောင်လွင့်၍ဖြူရော်ရော်ဖြစ်နေသော၎င်း၏ ठी ကိုကောက်၍မင်းမအစ်စ်ထက်တောင်ရုံမာတဲ့မင်းမရှာမယောက်ျား ठी မထို့သောဆိုကထွက်သွားပါတော့တယ်ညာနှင်းတွင်မှမူပွဲတော်ကြီးကိုလည်းစိတ်မဆိုး၎င်း၏ဦးလေးမင်းမရှာအတောင်းကိုလည်းစိတ်မဆိုးသည့်အပြင် ပက်ထရစ်နဲ့ဘယ်ရစ်မှားယွင်းမှုဖြစ်သွားသောကြောင့်မိမရှာနဲ့မိမအစ်တို့ရန်ပွဲကိုကြည်ကာရီမော၍နေပါတော့တယ်။ထီးယူဖနပါပွဲစားအဆုတ်ပလုံမှထို့သို့အတောင်းကလှမ်း၍ဩပြောလိုက်ပါတယ်။ဘွဲကတော်ကြီးသည်လည်းအိမ်ဝသို့ရောက်သည့်အထိတတွတ်တို့ရေရွတ်ပြောဆိုကာအိမ်ဝသို့ရောက်လင်အတောင်းဘက်သို့လှည့်ကာနောက်ဆုံးနှုတ်ဆက်သောအနေနဲ့ဟဲ့ကမြင်းထီးရီတီရတာမလုံနဲ့နေလေပြီးပွဲစားလုပ်နေတာ င်းလိုဖားတစ်ပိုင်းငါးတစ်ပိုင်းကိုကြောက်နေမယ်ထင်းလေလားထို့သူပြောကထွက်၍သွားပါတော့တယ်မိမချာတောင်းစီလဲထိုင်ရက်နေရာမှထား၍မိမထမိန်ကိုမတ်တကဲ့သို့တင်မပေါ်သို့လုံကြီးကိုမတ်တင်၍ကမြင်းကြီးကဘိုင်မကြီးဘူးနင်းသမီးသာလင်းကောင်းမပေါ်ပဲဘိုက်ကြီးလို့ကော့ဂရိတ်မှာသွားပြီးဖျက်ချရတာငါမသိဘူးများမှတ်နေလားလို့អော်ပြောလိုက်ပါတယ်ပွဲကြော်ကြီးလဲအရှိုက်ကိုထိုးခံရသည်လားတုတ်သီးတုတ်ပြဖြင့်လစ်ပြေးပါတော့တယ် ထိုခါ၌မင်းမရှာတောင်းသည်လေပွဲတော်ကြီးနာလောက်သောအလုံးတလုံးကိုရှာ၍ထက်မှန်ဆဲမီပြူရာတွင်မိဖို့အတွင်းမှစိန်ကြီးဆိုသည့်အိမ်ပေါ်မှကလေးကထွက်လာပြီးလင်အန်ဒီတောင်ဟင်းချို့ဦးစုနေပြီအဲ့ဒါဘာလုပ်ရမလဲထိုတို့မေးလိုက်ရာအတောင်းသည်လေပွဲတော်ကြီးအားပြောဆိုရင် အာယူထားသည့်စကားများကိုစိန်ကြီးဤကျေလောင်သောအတန်ကြောင့်လွင်ပြောက်သွားသည်ဖြစ်ရာစိန်ကြီးဘက်သို့လှည့်၍တဲဒီမှာဘာဖြစ်နေလဲမကြည့်ဘူးဟင်းချို့ဦးစုကလာပြောနေရင်အရေးသုံးမနားမလဲဘူးဘိုင်းတာမှ ထူထူအောင်ငေါက်လိုက်ပါတော့တယ်ထူကစင်ကြည်သည်လဲအတောင်းဘက်သို့လှည့်ကအန်ဒီတောင်းပဲဟင်းချိုအိုးစုရင်လာပြောဆိုထူထူပြန်၍ပြောလိုက်ပါတယ်သောစင်သောစင်ငါလာမယ်နေလောက်တာနဲ့ဟိုထီးပြူဖနပါမကြီးနောင်ပြောမလို့လောက်တာတော့ဘယ်ပြောက်သွားမှမသိဘူးထူထူဆိုကစင်ကြည်ခေါင်းကိုတောက်ကနေခောက်၍မိဖို့တဲသို့ဝင်ရိပ်သွားပါတယ်မိမရှာအတောင်းကပွဲကြော်ကြီးဟာနောက်ဆုံးစကားတစ်ခုမပြောဖြစ်လိုက်တော့လေ ပွဲကတော်ကြီးကမူထိုအချိန်မှစ၍တအိမ်တက်တအိမ်စင်းဆိုလိုညာနှင်းွယ်သည်ရန်ကုန်၌တိုက်ွယ်ထားကြောင်းတိုက်တာလင်းဝယ်သည်မဟုတ်တိုက်ပိုင်ရှင်ဘိုဂါပြားပဲထလစ်ကိုပါဝယ်ယူ၍လင်လုတော့မည်ဖြစ်ကြောင်းကိုလှည့်လေပြောဆိုခဲ့ရာ ထိုသတင်းသည်လည်းမော်လမြိုင်မြို့မျက်နှာကြီးပိုင်း၌တောမီပမာ ပြန့်နှံ့သွားပါတော့တယ်။